င်းမဲမင်္ဂလာပါဗီဒီယိုရေးမှာကြိုးတူပါကျွန်တော်မနောပေလွန်ခဲ့တဲ့လကတစ်တော့မှညီမတယောက်ကဆရာကျမအိမ်ဆောင်ရေးကံလေးတွက်ကြည့်ခြင်းလို့ပါညံပူတော်ကဘလောက်ယူလဲမသိဘူးဆိုပြီးလာပြီးမေးမြန်းပါတယ်ကျွန်ုပ်မှအိမ်ဆောင်ရေးတွက်မေးခြင်းလာဆိုရင်ညံပူတော်က1000ယူပါတယ်လို့ပြောလိုက်ပါ ဲ့ဒါနဲ့ပတ်သက်ပြီးပြောပါဦးမယ်တစ်တော့မှာစာဖို့မြင်မြန်သူတွေအများကြီးရှိပါတယ်ကျွန်တော်အနေနဲ့တချို့ချက်ချင်းစာမပြန်နိုင်ပါဘူးအခြားအလုပ်တွေနဲ့လိုင်းမကောင်းတာကတခြားအချိန်ကြာကြီးနေမှာစာပြန်နိုင်ပါတယ်သီခံပြီးစောင့်ပေးကြလို့တော်ကြပါတော့တယ်စောစောကမြို့သမီးကကျမတို့အိမ်တော်သက်ကငါးနှစ်နီးပါးရှိပါတော့မယ် လက်ထက်ကနီးတော်ကတိချက်တွတ်တချက်တာမျိုးမလုပ်ခဲ့ရလို့ပါအခုမှတွေ့ရတာလေကလေးပါရှိလာပြီမို့ရှေ့ဆက်ဖို့သိမသိဝေခွဲရခက်နေတဲ့အနေထားမျိုးပါဆရာအဲ့ဒါမိသားစုသုံးဦးရဲ့ဆက်ဆက်မှုကောင်းခြင်းသိုးခြင်းအနေထားလေးတွေကိုသိချင်လို့တွေ့ပြပါအောင်ဆရာဆိုပြီးမေးမြန်းထားပါသူယောက်ျားကကိုထွန်းမှာရင်ခါသားဖြစ်ပါ စမ်းနိုင်ကိုတွက်ချက်ပြီးနှစ်ချုပ်ပြောပြပါမယ်တခြားကြည့်ပါဇနီးမယားဂျူကိုတောက်ကြဂျူဟာပြကွင်ဌာနမှာရက်တည်နေပါခောသာဇေယတိုင်ကစနီဇေယဂျူကကတ်ထားပါလေတောက်ကြစနီအတွေ့ဟာအပြင်းရံအတွေ့ဖြစ်ပါတယ် မိဘသူမပဝန်းကျင်ကြောင့်စကားပြောရအဆင်မပြေခြင်း စကားများရခြင်းကွဲခွာခြင်းခွဲခွာခြင်းဖြစ်စေတတ်ပါအဲ့ဒီအတိုင်းဟောပြောမှာဖြစ်ပါလေပြခင်ဗျာအများနဲ့ဆိုင်တဲ့ဌာနဖြစ်ပြီးတော့ရံအဖြစ်တည်ရှိနေတဲ့အတွက်ထို့သို့ယူဆဟောပြောရခြင်းဖြစ်ပါတယ် ကာယကအရာကြည့်မယ်ဆိုရင်လေတောက်ကြအစစနေဆုံးအတွက်ဟာအပါဒနာကာယကအတွက်ဖြစ်တဲ့အတွက်ခွဲခွာဖို့ကသိကြပါတယ်ဒါကြောင့်တကားပြောဆိုစင်ကျင်ဖို့သူများတကားဒီနားမရောင်သေးဖို့သတိပေးလိုက်ပါလေဟင်္ဂါသားရဲ့အတွင်းမိတ်ခေါ်ကြတာပရိကျူဟာတန်တီဌာနမှာယက်တိနေပါလာဘကျူတောက်ကြကလာပြီးကက်ထားပါလေ ဒါဟာငင်္ဂါသားရဲ့တွဲတူနေမိတ်ဆွေတွေကောင်းနေတာကိုဖော်ပြပါတယ်ခရကအဖြစ်ဇာတာပိသတောက်ကြအတွဲဟာသမ္ပဒါနကာယကအတွဲဖြစ်ပါလေပေါင်းစည်းခြင်းလူအများနဲ့သက်ဆိုင်ခြင်းကိုဖော်ညွှန်းပါတယ်ဒါကြအနစ်ရှုပ်ဟောရင်ဒီင်္ဂါသဟာ အတွင်အတူနေမိတ်တွေပတ်ဝန်းကျင်ချသူတွေစကားနားရောက်ပြီးတော့မိမနဲ့စကားများက ခွဲခွာနေထိုင်ရတဲ့ကြောင်းစကားအပြောစုဆင်ခြင်ရမည်ဖြစ်ကြောင်းဟောပြောမှာဖြစ်ပါတယ်။ကောင်းဝလေးရဲ့ကန်တာတာကိုထပ်မံပြီးစစ်စစ်ကြည့်ကြပါတော့။ဒူမနမီကမအိမ်တနုံကနေသမီးဖြစ်ပါလင်းယောက်ျားကျူကိုအင်္ဂါကျူဟာ ပြဌာနာမှာရည်တည်နေပါတယ်ပြဌာနာရဲ့သဘောတရားအရာကိုမပိုင်မေမြပိုင်ဖြစ်စေပါကာယကရကြည့်ရင်လေရေကစတော့ကြအတွက်ဟာအဘာဒနာကာယကအတွက်ဖြစ်တဲ့အတွက်ခွဲခွာရတော့မှာမှန်ပါပဲဒါကြောင့်သူမဟာသူမယောက်ျားကိုသူမမပိုင်တော့ပဲသူမပြောတဲ့စကားတွေလည်းအောင်တော့မှာမဟုတ်ပါဘူး ပဝင်းကြီးကဒုမယောက်ျားဟာဒုမကိုဆစ်ဆစ်ပြောဆိုပါလိမ့်မယ်ဒုမအတွင်းမိတ်ချူဖြစ်တဲ့တောက်ကြဟာတေခနိုင်ဌာနမှာရက်တည်နေပါတယ်ဒွါအကျိုတင်းလာကအလားပြီးကက်ထားပါတယ် ောကြာသစနိတင်းလာအဆုံးအတွဲဟာလမ္ဘာဒါနကာယကအတွဲဖြစ်ပါဒါကြောင့်ဒုမဟာသကားပြောစုမစင်ကြီးဒုမလက်ရှိမိသားစုလူအုပ်စုကလေးခွဲခွာသွားနိုင်လမ္ဘာဒါနကာယကအတွဲကောင်းရင်လူစုဝင်းနဲ့မခွဲခွာရနိုင်ပါဘူးခုတော့ဒုမအတွဲမိတ်ဂျိုလက်ဖြစ်လမ္ဘာဒါနကာယကမကောင်းတဲ့အတွက်ခွဲခွာရနိုင်ပါတယ် အနစ်ချုပ်ဟောရရင်တော့ဒုမကန်စတာအရာလဲဆွဆဲခံရတတ်ကြလင်ယောက်ျားကြောင့်စိတ်ပြည့်စရာတွေကြုံတွေ့ရမိဖြစ်ပြီးတော့ကိုယောက်ျားပင်ဖြစ်တော်လေကိုစကားမအောင်ကြတော့ကြဒါကြကိုပိုင်ဆိုင်နေတာမဟုတ်ကြလက်ရှိမကွဲသေးရင်စကားပြောသူတွေသိနေဖို့အခြားသူတွေစကားနားမယောင်ဖို့သာလူကြောင့်ဟောပြောလိုက်ပါ နောက်ထပ်သူမသားနမိလေးဖြစ်ပါတယ်။သူမရဲ့သားလေးကိုဝေယံပိုင်းဆိုပြီးမိပေးထားပါတယ်။ကလေးကစနေသားလေးဖြစ်ပါတယ်။ဒီအမိမျိုးဟာစနေသားသမီးအတွက်လည်းကစနေသားမိရှင်အတွက်လည်းကဥပ္ပကြီးကိမ့်မိအကျိုးမပေးသေးတဲ့အမိမျိုးဖြစ်ပါတယ်။အလိုလိုနေရင်ကမိဘနှစ်ပါးကစင်မပြေပါဘူးဆိုအဲ့ဒီလိုဖောက်ခင်ကိုအကျိုးမပြုဖောက်ခင်နဲ့ခွက်ခွာရတတ်တဲ့အမိမျိုး မပေးတင်ကြောင်းနမီပြောင်းလိုက်ပါဆိုပြီးကြံပြူဟောတဲ့ပေးလိုက်ပါလေနောက်နေ့မှာအဲ့ဒီမျိုးသမီးကပြန်ဆက်လာပြီးတော့ဆရာသားသားကမိဘအတွက်ဘယ်လိုမျိုးအကျိုးတက်ရောက်နိုင်လဲဆိုတာပါသိပြရသည်သိချင်ုံသက်သက်ပါဆရာသားသားကသားဥစနေဖြစ်နေတာက ကို့အတွက်ရောသူ့အဖေအတွက်ပါစိတ်ကျဘာမှဖြစ်ပြီမေသူ့ဘိဘက်ကမျိုးတွေကသာဥစနေဖြစ်နေတဲ့ပုံမှာသူသားလူတွေစင်မပြေဖြစ်နေတာတွေနဲ့တိုက်ဆိုင်ပြီးတော့စိတ်ကွက်နေကြတယ်အမျိုးတွေကိုတော့ဂယုမဆိုင်ပါဘူးကိုမိသားစုရဲ့ကောင်းခြင်းဆိုးခြင်းကိုကိုယ့်ဘက်သာတည်ထားပြီးတည်ထားဆင်ခြင်တဲ့နာကိုသင်ရှင်ရအောင်လုပ်ပါစရာကိုယ်တိုင်ကလည်း အိမ်တော်ကြီးကဆရာတွက်ပြီးသလိုစကားတွေများကြပြီးတော့တယောက်တနေရာဒီမှာပါဆရာသာသာနမီကောင်းတာလေးပြောင်းပေးပါလို့ဆိုလာပါကျွန်တော်လည်းအဲ့ဒီဝေယံပိုင်းလေးမိပြောင်းဖို့အတွက်အားဒီမွေးရပြန်ပါပြီတနည်းအားဖြင့်မိသားစုစုစည်းဖြစ်စေမဲ့မိမျိုး ြောင်းဖို့စဉ်းစားလိုက်ပါတော့တယ်။ဟာလုံးမမိတ်ဆွေများအိမ်တော်ရဲ့တာယာပြောင်းပူးစာဒါကောင်ပြည်ရံအားများပိုင်ဆိုင်နိုင်ကြပါများ